လီးစ်ရှုံးပွဲနဲ့ပတ်သက်ပြီးတော့အန်ဇိုမာရက်စကာနဲ့ချယ်ဆီကစားသမားတချို့ကိုကျွန်တော်ပြောချင်တဲ့စကားလေးတွေရှိပါတယ်။မင်္ဂလာပါ။ကိုခိန်းချယ်ဆီဖန်ပေ့ချ်ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေ။ဘောလုံးမတော်ပွဲကနိုင်တာရှုံးတာတော့မထူးဆန်းဘူးဗျ။ကျွန်တော်တွေလည်းနားလေတယ်။ပွဲတိုင်းနိုင်နေရမယ်လို့လည်းမပြောဘူး။ဒါမဲ့နိုင်တဲ့နိုင်ထိုက်တဲ့ပွဲကိုတည်ရကြသွားတာနည်းနည်းလက်ခံပေးလို့ရသေးတယ်။ဒီလိုမှမဟုတ်ဘဲနဲ့ရှုံးသွားရင်တော့ အားလုံးကပေါက်ကွဲပြီပေါ့ဗျာဒီပွဲစဉ်မှာပို့ဆိုးတာမနဲ့3နာရီ3နာရီခွဲ4နာရီလောက်ထကြည့်ရတဲ့သူတွေရှိတယ်လူရောစိတ်ရောပင်မန်းတယ်လူကလည်းအရေးတွေပြက်ပြီးကြောင်စီစီဖြစ်စိတ်ကလည်းစိတ်ကင်စာရအားလုံးကဒေါသထွက်ကြတာပေါ့လေဆိုတော့ဒီအချိန်မှာယင်ထဲမှာတူလောင်ထားတဲ့ဒီပွဲအရှုံးနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေမွန်းကျက်မှုတွေရှိမယ်ဖွင့်ထုတ်ကြပါ ကျွန်တော်အခုပြောတဲ့စကားတွေကလည်းကျွန်တော်ညီကိုတွေရဲ့စိတ်ခံစားချက်တွေနဲ့တူမှာပဲကျွန်တော်ညီကိုတွေပြီးရင် comment မှာဒီဘဲတွေနဲ့ပတ်သက်ပြီးရေးသွားလို့ရတယ်သူတို့မမြင်ဘူးဆိုတာကျွန်တော်တို့သိတယ်ကျွန်တော်တို့ရှီမန်းတော့သူတို့သိချင်မှသိလိမ့်မယ်ဒါမဲ့ကျွန်တော်တို့ society တွေမှာအချင်းချင်းရင်ဖွင့်ခံစားတဲ့သဘောမျိုးဖြစ်ပါတယ် okay ပထမဆုံးပြောချင်တာကျွန်တော် Enzo Maris ကဒီဘက်လူတော်ပါလူတော်မဟုတ်ဘူးလို့ကျွန်တော်မငင်းပါဘူးနီးပြ Pep Guardiola လက်အောက်ကထွက်တဲ့နီးပြတော်တော်များများနီးပြတော်တော်များမဟုတ်အကုန်လုံးပဲ တကယ်တော်တဲ့တက်တဲ့အည်သွေးရှိတဲ့သူတွေပါဒါမဲ့တော်တာတက်တာ ਨੇ ပါးနဲ့တာမတူးနော်တချို့ကတော်တယ်တက်တယ်မပါးနဲ့ဘူးအဲ့ပါးနဲ့မှုလို့ဆိုတဲ့နေရာမှာလဲပါးနဲ့တင့်တဲ့အနေထားမျိုးရှိနေပါလျက်နဲ့ခေါင်းမာတယ်လို့ပြောရင်ပို့ပြီးမှန်လိမ့်မယ်ဟိုမာရက်စကားဗျာဒူဘေဒါဘေဘုံဝေဝေလူတယောက်တော့မဟုတ်ဘူးဗျာကျွန်တော်တဖြည်းဖြည်းစမ်းစစ်ကြည့်တော့မနော်ဒီဘေးကအတန်နေနေကြည့်တယ်နီးပြတိုင်းကလည်းအဲ့လိုမျိုးတွေလားမသိဘူးနော် လှုပ်ချင်စွတ်လှုပ်တာကျတော့ကိုယ့်ရဲ့အတ္တကိုယ့်ရဲ့ဖြစ်ချင်မှုရှေ့တန်းတင်လိုက်တဲ့အခါတခါလေကြိုက်ကျိုးချောင်းမသိလျော်တာတွေဖြစ်သွားတတ်တယ်အမှားရင်းများတယ်ကိုဖြစ်ချင်တဲ့ဆန္ဒထက်ဖြစ်တဲ့နာကိုဦးစားပေးရင်ဟုတ်ကောင်းတယ်ဗျအဲ့တော့ဒီပွဲမှာမာရက်ကသူဖြစ်ချင်တာကိုဦးစားပေးလိုက်တာဖြစ်တဲ့နာကိုသူဦးစားမပေးခဲ့ဘူးကစားသမားတွေပြောင်းတယ်ဆိုတော့ကျွန်တော်လက်ခံတယ်နော်ဒီလောက်ပွဲကျက်နေတဲ့အခြေအနေမျိုးမှာ rotation လုပ်ပြီးတုံးရမှာပဲ ဒါပေမဲ့ပုံမပြက်စေနဲ့ frame ကိုမပြောင်းလိုက်နဲ့ right back ကစားသမား right back မှာကစားခိုင်းတာအစင်ပိုးပြေးတယ်ထပါအဲ့တော့ကျွန်တော်ကတော့ပြောသလို frame ပေါ့နော်သူတို့တည်ထားတဲ့အတဲကြီးကိုဖြတ်လိုက်တာတော်တော်ဆိုးတယ်ဒီ chalo ba ကို right back ထုတ်လိုက်တယ် wesley ကိုထုတ်တာနဲ့ chalo ba ထုတ်တာနဲ့တော့မတူဘူးပေါ့နော်အဲ့ဒါကနံပါတ်1စမားတယ်အမားပဲနံပါတ်2အမားကဘဒီယာရှိနဲ့တူစင်အာရယာဘီကိုတွဲပေးလိုက်တာအဆိုးဆုံးဘဒီယာရှိက ချာလူပါနဲ့တွဲရင်တွဲမတွဲရင်ကိုဝဲနဲ့တွဲဝက်စလီနဲ့တော့တွဲလို့မရဘူးတိုစင်နဲ့တွဲလိုက်တော့ပူဆိုးသွားရောအဲ့တော့ left back မှာကူကူရယ်လာတို့ပါကြောင်ပြောက်သွားတယ်ဒါဒါပထမတစ်ချက်ပေါ့နော်နောက်တစ်ချက်ကနံပါတ်10နဲ့9နဲ့မှာလီယန်ဒီလက် JP နှစ်ယောက်ထားလိုက်လို့ကအဲ့ဒါသွားပြီးလွင့်သွားပြီပူဆိုးတာကသူက left wing မှာ Jimmy Giddens ကြီးထားလိုက်တဲ့အခါပူဆိုးသွား Giddens ကတော့ထားပါတော့လေဟို Giddens မထည့်ပဲ ကနာချိုတဲ့လည်းကြောင်ပြောက်မှာပဲအဲ့ဒီကစားကွက်အခင်းချင်းရဲ့ညော့နေ။ Moises Caicedo ကလည်းမပါဘူးဆိုတော့ပူဆူးတာပေါ့။အဲ့တော့ Maros ကအနေနဲ့နောက်လာမဲ့ပွဲတွေမှာကို့အတလေးကိုနည်းနည်းလေး short တင်တယ်လို့ထင်တယ်။ဒီလောက်အရေးကြီးပြီးအမှတ်ယူရမဲ့ပွဲမျိုးတွေအရေးကြီးတာပွဲတင်တာအရေးကြီးတယ်ဗျာ Premier League မှာတိုက်တယ်ရဖို့မဟုတ်တော့1 2 4ဝင်ဖို့ပွဲတိုင်းအရေးကြီးတယ်ဒီအချိန်မှာအမှတ်ကိုရရရတယ်လို့စုဆောင်းရမှာပဲ။သူ့အတကိုရှေ့ထဲတင်လိုက်တော့တမတ်တောင်မရအောင်။တမတ်မရတဲ့ပူဆူးတာကစားသမားတွေရဲ့စိတ်တစ်ပိုင်းဆိုင်ရာပါပြတ်သုံးသွားအောင် ဗာမိုဆိုတာအလကားအော်တာမဟုတ်ဗာမိုဆိုတာလှုပ်ထားกว่าကမ်မွန်ဆိုတဲ့သဘောမျိုးပဲအဲ့တော့မကမ်းအောင်နိုင်တော့ဘူးလေဗာမိုဆိုတဲ့စကားမှာလှုပ်ထားမလှုပ်ထားနိုင်တဲ့အတွက်လှုပ်ထားဆိုတဲ့အခြေအနေမျိုးရအောင်ပြင်ဆရအောင်မယ်အဲ့တော့နောက်ထပ်ပြောချင်တဲ့ Chelsea ကစားသမားတွေကတိုစင် Lian Dilap JB Jimmy Giddens အဲ့လီယောက်နဲ့ပတ်သက်ပြီးကျွန်တော်နေပြောချင်တယ်ကျန်တဲ့ပလေယာတွေရတယ်လိုအပ်ချက်ရှိတယ်ဆိုပေမဲ့သူတို့အနေနဲ့တပွဲနှစ်ပွဲခြေသွမ်းမပြနိုင်တဲ့အချိန်ကောင်းရှိမယ်သို့တော့ပုံမှန်အဖြစ်အတင်းနဲ့ပတ်သက်ခြေသွမ်း ခြေသာရှိတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်မပြောတော့တာတော်တော်ဒီပလေယာတွေကြတော့ဒီပွဲနဲ့ပတ်သက်ပြီးတော်တော်စောစောင်ရေးပိုင်းကစိတ်ပျက်စရာကောင်းတဲ့ကစားသမားတွေဖြစ်ခဲ့လို့ပါဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမကစားခြင်းနဲ့ဆိုရင်တော့စီနီယာတော်ချက်စီမှာမောင်ငါချောင်းအန်ဘက်ခွန်၈ခုနဲ့၅သလုံးမစ်တူကိုမမတက်ယူနစ်ဖြစ်အပူစီခြင်းနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနဘတ်၃ညာကို၈၉၃၁၈ခု၃၈၀မှာဆက်သွယ်ဆုံးတဲ့မိမြလို့ရပါတယ်ခင်ဗျာပထမတစ်ယောက်ကတော့တူစင်အာရယာဘီယိုယူပေါ့နော်အထူးတလဲပြောနေစရာတော့မလိုဘူး တိုစင်သည်ပရီးမီးယားလိမှာကစားနေတဲ့ကစားသမားလားလို့မေးယူရလောက်အောင်ကိုနှုံချဆုပ်ပြက်လွန်ခဲ့တယ်။ဘောထိန်လည်းမရဘူးဘောလုံးဖြတ်ဝင်မှုပိုင်းမှာလည်းရွေချက်မပါတဲ့ပုံစံမျိုးနဲ့ကစားပြီးမမာယွင်းတဲ့အမှောင်မာယွင်းသွားတယ်။နောက်တစ်ယောက်ကတော့လီယန်ဒီလက်ဒီလက်ကိုကျွန်တော်အများကြီးမျော်လင့်ထားတယ်အားကိုးထားတယ်အခုလည်းမမျော်လင့်ဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့တူတူတန်တန်လေးတော့ကစားပုံတော့လီယန်ဒီလက်ကဖြစ်ချင်တိုင်းနေဖြစ်နေတာ Ipswich ကလီယန်ဒီလက်ဘယ်ရောက်သွားမှန်းတော့မသိဘူးဘောလုံးရရနဲ့ကန့်အောင်ကန်တာပဲလူလည်းမပေးဘူး မိုးပေါ်ထောင်ကန်တာပြီးရင်ဘောလုံးတွေကလည်းဘေးတွေကန်တာအဲ့ဒါလို့ရအဆင်ပြေမနေဘူးလေနော်နောက်တစ်ယောက်တော့ JB JB ကဘာဖြစ်သွားတော့ FIFA Club World Cup မှာ JB ရှယ်ကြီးလေကျွန်တော် key player တယောက်ဖြစ်လာနိုင်တယ်လို့ပြောထားတယ်ဒါပေမဲ့ JB ကဘယ်ပြောက်သွားတော့ JB တိုးနေရုံနေတာပဲရှိတော့တယ်တကယ်အရေးပါအရောက်တဲ့သူလုံးဝမဲ့အလုပ်တွေဆိုမလုပ်နိုင်တော့ဘူး first touch team မှာညံပြင်းလုံးနေနောက်တစ်ယောက်တော့ Gideon Gideon ကတော့အပြစ်တော့အရင်မမြင်ပါဘူးသူ့အနေနဲ့ကအကောင်းဆုံးတော့လုတ်ပြနေရပဲ solo skill လေးတော့ရှိပါတယ်ဒီနေ့ဘွယ်မှာသူကိုယ်တိုင်တကူတော့ဖန်တီးပေးသွားခဲ့သေးတယ် ဒါမဲ့လည်းအတင်းကဒူနေတဲ့အချိန်မှာကိုကလည်းရောမဒူသွားနဲ့လေနော်တူးချင်းတယောက်ချင်းဒီတတမတ်တဲ့ကောင်းနေမယ်ဆိုရင်တော့အတင်းဘလောက်ဒူဒူသူလည်းလိုက်ဒူစရာအကြောင်းတော့မရှိဘူးကျွန်တော်တို့သူ့ကိုပေးပြီးခေါ်ခဲ့ရတဲ့ပြောင်းရွှေ့ခြင်းကနဲတာမှမဟုတ်တာအရေးကြီးတော့ကဆိုလိုစကေးဒရီဘလင်းစကေးကောင်းပြီးတော့တယောက်တည်းကစားနေဖို့မသိဘူးအတင်းရဲ့ဟန်ချက်ထဲမှာလည်းလိုက်ပါစီးမြို့ဖို့ဂျမီဂီဒန်စ်အနေနဲ့ကြိုးစားတင်ပါတယ်ခင်ဗျဒါတော့အန်ဒမော်ရက်စ်ကနဲ့ချဲစီကစားမှာတချို့ပေါ်မှာကျွန်တော်ပြောချင်တဲ့စကားလေးတွေပေါ့နော်ရင်ဖွင့်ပြီးတော့ဆွေးနွေးခဲ့တာပါကျွန်တော်ညီကိုတွေရောအခုပြောခဲ့တဲ့ ကစားသမားတွေနီးပြနဲ့ပတ်သက်ပြီးတော့ဗာမြဲမှတ်ချက်ပေးခြင်းတည်းလေခင်ဗျဝင်ရောက်ရေးသားပေးသွားကြပါအောင်ခင်ဗျ